နေဆက်နေရာများမှာအပြန်အလှန်ပြစ်ခတ်ပြီးပါကစ္စတန်နဲ့တာလီဘတ်တို့စစ်ပွဲကြီးဖြစ်လို့နေစေအခြေအနေရောက်ရှိလာ။နေပေါင်းများစွာအပြင်းထန်တင်းမာမှုရှိနေတဲ့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံအာဖဂန်နစ္စတန်မှာတာလီဘန်အစိုးရများအကြားစစ်ပွဲကြီးဖြစ်လို့နေစေအခြေအနေရောက်ရှိလာကအော်တိုဘားလ17ရက်နေ့မှာတော့နိုင်ငံနေဆက်ရေးရအနည်းဆုံး600နေရာ၌အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ပါကစ္စတန်၌တာလီဘန်များက အစ္စလာမ်ရဲ့အစိုးရနိုင်ငံတော်အဖြစ်နဲ့တူထောင်လို့သည့်ပါကစ္စတန်များ TTP အဖွဲ့များ၏အကြမ်းဖက်တိုက်ခိုက်မှုများကိုဖြိုခွင်းရန်တပ်နှစ်ပေါင်းများစွာစူးစမ်းနေရာအာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရသည်ပါကစ္စတန်တာလီဘန်များကိုအခြေစိုက်တင်နှံပေးနေကြောင်းအချင်းဖြစ်နဲ့လက်ခံထားသည်ဟုပါကစ္စတန်အစိုးရကစွပ်စွဲထားကြောင်းသိရပါတယ်၂၀21ခုနှစ်နောက်ပိုင်းပါကစ္စတန်တာလီဘန်လက်ချက်များကြောင့်ပါကစ္စတန်စစ်သည်များနှင့်ယာနစ်ချီတည်ဆုံခဲ့သည့်အတွက်ပြီးခဲ့သည့်စက်တင်ဘာလ9ရက်နေ့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမိုဟာမက်အာစစ်က TDA ကိုအာဖဂန်တာလီဘန်အစိုးရလက်ခံတင်ကြမှုများမလုပ်ရေးတားဆီးမှုကြောင့်ရှုံးစင်ရေးဖြစ်ကြောင်းလွတ်တော်တွင်ပြောကြားသွားခဲ့ပြီးထပ်မံတိခတ်နိုင်စရာမရှိတော့ဘဲကိုယ်တိုင်ဖြစ်ရှင်းမှသာ ာရတော့မယ်လို့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်မလို့လဲအာဖဂန်နစ္စတန်ရှစ်တောင်ပိုင်းပဋိကပြည်နယ်တွေအများပြည်သူများဆေးကားရဆေးတွင်ပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ထို့လို့ရများသည့်ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုသာဖြစ်ပြီးမိမိတို့နိုင်ငံအချို့အခြားအနာပိုင်းအတွင်နိုင်ငံတကာစီးပီးဆေးကားများကိုချိုးပေါက်ပြီး တိုက်ခိုက်မှုဖြစ်တယ်လို့အာဖဂန်နစ္စတန်အစိုးရကထုတ်ပြန်ခဲ့ပြီးနောက်နှစ်နိုင်ငံနယ်စပ်တောင်တန်းထူထပ်ရာနေရာအနည်းဆုံး6ခုတမနယ်တွင်ကနအူးလက်နက်ငယ်များအဖြစ်ဖြစ်ခဲ့တိုက်ခိုက်မှုများမှာနောက်ပိုင်းအမြောက်များလက်နက်ကြီးများအဖြစ်အပြန်အလှန်အပြင်းထန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အော်တိုမလာ7ရက်နေ့တွင် TDP သည်ပါကစ္စတန်နောက်ဖက်မြောက်ပိုင်း၌၎င်းတို့တိုက်ခိုက်မှုများကြောင့်ပါကစ္စတန်လုံခြုံရေးစစ်သည်20ကျော်သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့မှုပါတယ်။အော်တိုမလာ7ရက်နေ့ဒေသစံတော်အချိန်ည7:00နာရီဝန်းကျင်အချိန်တွင်နှစ်နိုင်ငံနယ်စပ်ကာရန်ခရိုင်၌ လက်နက်ကြီးများအများအပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီးနေဆက်နယ်မြေများ၌နဖက်လက်နက်ကြီးများဖြင့်မိဂုံရန်ကုန်ပစ်ခတ်တိုက်ခတ်မှုဖြစ်ပွားခဲ့ပါသည်အာဖဂန်တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနကပါကစ္စတန်၏မိမိတို့၏နိုင်ငံတွင်အရက်သားပြည်သူများစီကားသည့်ဈေးများအားလေကြောင်းလမ်းများဖြင့်တိုက်ခတ်မှုကိုတံပြန်သည့်စစ်စစ်ရေးလှုပ်ဆောင်ချက်ဖြစ်ထုတ်ပြန်ကပါကစ္စတန်ပြည်ထောင်ရေးဝန်ကြီးဌာနမိုဟာမက်မိုစီနက်ကလည်းအာဖဂန်ဘက်ကမြေသည့်အကြောင်းကြားမှုများဖြင့်တုံ့ပြန်မှုမရှိဘဲစတင်တိုက်ခိုက်လာခြင်းသည့် မိနစ်သွေးဖြည့်ရင်းသောကစားပွဲတစ်ခုအားကစားလာခြင်းဖြစ်ရာစစ်ရေးအင်အားအပြည့်အစုံမီတိုက်ခိုက်သွားမည်ဖြစ်သောအုတ်ခဲဖြစ်တစ်ချက်ပေါက်လျင်ကြောက်တုံဖြစ်တဲ့ချိန်ပုံမပြင်းထန်သည့်တုံ့ပြန်မှုများကိုခံစားသွားခံစားသွားရမယ်လို့ကြေညာချက်မှာထုတ်ပြန်သွားခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲများတွင်မိသည့်တည်ဆုံမှုများကိုမသိရှိရသေးသောလည်းပြဿနာအစားဖြစ်သည့်အော်တိုဘာလ9ရက်နေ့တွင်အာဖဂန်နစ္စတန်တာလီဘတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးမတာကီသည် ၎င်းတို့နိုင်ငံအာဏာရရှိပြီးနောက်ပထမအဆုံးချိန်ဖြစ်တဲ့အိန္ဒိယနိုင်ငံသို့တပတ်တာအလဲဘက်ခရီးစဉ်စတင်ထွက်သွားပြီးလင်းနစ်ကြားပိတ်ပင်ထားသောအိန္ဒိယတန်ယုံကိုကာဘူးမြို့တော်တွင်ပြန်လည်ဖွင့်လှစ်ရန်အတွက်သဘောတူထားကြောင်းသိရပါတယ်။ပါကစ္စတန်နိုင်ငံကလည်းပြီးခဲ့တဲ့လကဆိုဒီနေကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးနေသဘောတူညီချက်စာချုပ်ကအပြိုင်တိုင်းလှုပ်ဆောင်ခဲ့သောကြောင့်တက္ကအာဏာပိုင်များကယခုအချိန်နှင်းများထင်းထင်းသိမ့်သိမ့်ဖြည့်ရှင်းကြရန်အတွက်တရမန်နီလမ်းများအရဇပွဲဝမ်းများထိုင်၍စကားပြောဆိုခြင်းများဖြင့်ဖြည့်ရှင်းကြရန်အတွက်တိုက်တွန်းခဲ့ကြောင်းသိရ our body.